အလကေရီဗျူးကကျူးစွပါတယ်မနေ့ကစောချစ်သူတို့ဒူးနဲ့မျက်ရည်တော့ရပြီလို့ပြောပြီးမှဒီနေ့ကိုကိုကိုတက်သေးပြီးကျွန်းတူးရတဲ့အခြေအနေဖြစ်သွားပါပြီဟွပိုက်ချစ်ချမ်းပိုက်ချစ်ချမ်းဟာရှီချစ်ချမ်းရှီချစ်ချမ်းကထိုင်းကနေဖမ်းပြီးတော့ပို့တဲ့အခြေအမှာ ထောင်း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 နဲ့တရုတ်ပြည်လင်းမြန်မော်ကအစင်းမျက်ခွက်ရဲ့ဗီဒီယိုလေးကြည့်ပါဦး ဒါအပြင်ဒီကနေ့အမေရိကန်ထူးတက်ဖွဲ့ဖွဲ့စည်းတဲ့ဂျာပြန်တွေကိုနှိမ်နေမယ် BGF DGP တို့ကိုပိတ်ဆို့ရေးယူပြီးတရားခံဖြစ်သွတ်သွင်းပြီးမရောက်နိုင်ပါအမှုတွဲဟွန်းတိမ်မဲ့တာချက်မတာရီဟုတ်ပြီဒီနေရာမှာဟိုဘက်အလကီလူမျက်ကျော် channel မှာလည်းကျွန်တော်ပြောထားတာတွေရှိတယ်အဲ့တော့ American စီကနေဒေါ်လာဘီလီယံပေါင်းဘီလီယံပေါင်းမြောက်များစွာခိုးယူနေတယ်ဆိုတဲ့ဒီကွန်ရက်တွေ လူမောင်ကိုကူးတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုမီးထိုးပေးနေတဲ့စိုက်ဘာရာဇဝတ်ကောင်တွေသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေ။နောက်ရောင်ခံလိုက်ဖို့နဲ့အမေရိကန်မိသားစုတွေရဲ့အမျက်ထုတ်မှုကိုကာကွယ်ဖို့နီလန်ပေါင်းစုံအသုံးပြုမယ်။ရှင်းနေနော်။ဝေဖမ်းပါနော်။အဲ့ဒီမှာအလိုရှိတရားခံစင်ရင်မှာမင်းအောင်လိုက်တဲ့စစ်ကောင်းတော်တစုပါလာဖို့တာအဓိကဖြစ်ပါတယ်။စောချစ်သူတို့ ဒီ GB ကစောစတိလို့စောဆန်အောင်လို့ဆိုတာနယ်ရုပ်လေးတွေပါအသေးလေးတွေပါအဓိကဟာမင်းအွန်လိုင်းနဲ့စစ်ဘိုလ်ချုပ်တစုကြားဖြန့်ကိုခွင့်ပြုပြီးနိုင်ငံတွင်းမှာလှုပ်ချင်တိုင်းလုပ်နေတာပါဂျန်ကုန်လှိုင်းတာယာ FMI City ထဲမှာမင်္ဂလာဒုံကအိမ်ယာဝင်းကြီးတွေထဲမှာကြားဖြန့်တွေကိုရန်ကုန်မန္တလေးမြို့ပေါ်တွေစီမှာစစ်တပ်ခွင့်ပြုပြီးလုပ်နေပါတယ် ကြပြန့်မူရီစေဝါလူကုံကူးရာတွေဟာစစ်တပ်ရဲ့ထိတ်ပိုင်းခေါင်းဆောင်ဆိုတဲ့မင်းအောင်လှိုင်စစ်ဗိုလ်ချုပ်တစု ပါဝင်ပတ်သက်မှု ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာအမေရိကန်အစိုးရနဲ့ထောက်လှမ်းရေးတပ်ဖွဲ့ကလည်းသိပါလိမ့်မယ်။အဲ့တော့လက်ရှိအခြေအနေအရဆိုရင်အနည်းကဆုံးပြစ်မှတ်ကတော့စောချစ်သူတို့စောစတီတို့စောဆန့်အောင်တို့ဖြစ်သွားပြီးတော့ မင်းအောင်လိုင်ဟာပယ်ဆောက်ချိန်လိုပဲစောချစ်သူကိုထိုးကြွေးလိုက်ရင်ပွဲကတော့ကြီးလာပြီဗျာကရင်သစ္စာဘောလို့တတ်မှတ်ခံရတဲ့စောချစ်သူတို့အုပ်စုအခုညတော့အိပ်ပျော်မယ်မထင်ဘူးအဲ့တော့2025မေလ9ရက်နေ့မှာလဲဘီဂျီကခေါင်းဆောင်စောချစ်သူသူ့ရဲ့သားစောထူအင်မှုနဲ့စောချစ်ချစ်တို့ကိုလူကုန်ကူးမှုနဲ့စိုက်ပါလိမ့်လည်မှုများအတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကျူးလွန်သည့်အဖွဲ့အစည်းအဖြစ် အရေးယူထားပြီးသားနောက်ထပ်စက်တင်ဘာ၈ရက်နေ့မှာလဲကမောရီးယားနဲ့မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ12ခုလို့ဘုတ်ကို2ဦးဘီဂျက်ခေါင်းဆောင်စောချစ်သူနဲ့လောက်ခန့်နှစ်ခုထပ်အရေးယူထားတယ်ဒီတစ်ခေါက်ကတော့အပြင်းဆုံးပဲဝင်ဖမ်းမယ်လို့ပြောတာနော်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ထိုင်းတာဂျာပန်စင်တာတွင်နဲ့ပတ်သက်ပြီး DKB ကစိုက်ကြော်လှလို့ပါလာတယ်။ Sosti နဲ့ Sosan အောင်လို့ပါလာတယ်။ ဘာကြောင့်လဲလို့လိလာကြည့်တော့ကြောက်ခတ်မှာအစ်စ်စောက်နေတဲ့အစ်စ်စောက်နေတဲ့ကြားပြန်စင်တာတွေကိုအမေရိကန်ဂျိုရူကဖမ်းယူရရှိခဲ့ပါတယ်။နော်ဒီ GBA စစ်သားတွေကဝန်ထမ်းတွေကိုရိုက်ညှက်နေတဲ့ဗီဒီယိုကလစ်တွေအများအများရရှိထားပါတယ်။လူကုန်ကူးတဲ့လူတွေကိုလက်စစ်ရှော့ရိုက်တာတွေလုပ်နေတဲ့ DGB တပ်ဖွဲ့ရဲ့ပုံနေဗီဒီယိုတွေရရှိထားပါတယ်။ဒီအတွက် ဒီကဘီအတွက်ရမုံငွေတွေရရှိတယ်ဒီကဘီဟာတဲ့တရုတ်နိုင်ငံရာဇဝိကျူးလူများနဲ့ပူပေါင်းပြီးမူရေးစေဝါလူလက်နဲ့တော်ရန်တလိမ့်ဆန်ပေါင်းကိုကူးများငွေကြေးခွာချမှုများတွင်ပါဝင်သည်လို့အမေရိကန်ကထုတ်ပြန်လိုက်ပါတယ်အဲ့တော့အမေရိကန်အစိုးရအနေနဲ့ကုမ္ပဏီနှစ်ခုဒီကဘီတပ်ဖွဲ့စိုင်းကြော်လှတို့ကိုအမေရိကန်မျိုးသားလုံခြုံရေးနိုင်ငံသားရေးမူဝါဒစီးပွားရေးနဲ့ကျန်းမာရေးဗန္ဓာရေးတည်ငြိမ်မှုကိုချိန်ချုပ်သူများဖြစ် တတ်မှတ်ရေးယူလိုက်ပြီဖြစ်ကြောင်းဒီကဘီစီဦးစီးချုပ်ဆော့စတီဒီကဘီဘိုဂျိုဂျီဆော့စိန်ဝင်းဒီကဘီစီဦးစီးအရာချီချုပ်ဆော့ဆန်းအောင်တို့ကိုလည်းပိတ်ဆို့ရေးယူလိုက်ပါတယ်အဲ့ဒီမှာကီကီဘက်ကဘတ်စစ်တပ်ကပေါင်900ဘုံတလုံးချင်းတမျိုးလုံးပြုံနေတဲ့ကိစ္စအချိန်ဆွဲပြီးဗီဒီယိုရိုက်နေပါတယ် ဒါပေမဲ့ရွှေကုတ်ကိုယ်တွေကကြားဖြန့်တွေကတော့အချိန်ဟုန်ကောင်းကောင်းနဲ့ဆက်လက်လဲပတ်နေပြီးမြောက်ဦးဒီမြို့ပေါ်က ကြားဖန့်ယုံတွေကလည်းအစ်စေးပါပဲအခု FBI ချိုင်းကိုစစ်လို့မယ်လို့တရားဝင်ထုတ်ပြောလာတာစစ်လို့မယ်လို့ပြောပေမဲ့ရောက်တော့ရောက်နေလောက်ပြီးထင်ပါတယ်စောချစ်သူတို့စောဆန့်အောင်တို့စောစတီတို့အဓိကတော့စောချစ်သူကိုယ့်ရဲ့ကိုယ့်ရွာမိုင်30ပတ်ချလေခဲမှာ ဖရာတီကြောင်းဆောက်ပြီးတော့ဖရာတကာကြောင်းတကာအမိခံနေပြီမဲ့နိုင်ငံတကာမှာစောချစ်သူဆိုတဲ့နာမည်ဟာကြာဖြန့်လိန်လယ်မှုတွေကို အကာအကွယ်ပေးနေတဲ့ဓမြတက်တပုံတက်တတအစ်င့်နဲ့နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကိုရကိုရကိုဒေတာကောင်းစားဖို့အရေးကြီးတယ်ဆိုတဲ့စောချစ်သူဟာ ဗမာပြည်တပီလုံးရဲ့ဂုံတိတ်ခါနဲ့ကရင်တမျိုးသားလုံးရဲ့ဂုံတိတ်ခါကိုကပအလယ်မှာမြောင်းနေဆွဲချလိုက်ပါပြီစစ်တပ်ကိုမျက်စိမိထောက်ခံသူတွေရဲ့လေတံအတိုင်းပဲလက်အုပ်ကလေးချီးစစ်ဘူချုပ်တွေလို့ထီတော်တင်ရေသက်ချဖွင့်ပွဲတွေမှာငါတို့ဘကငါတို့အိမ်လေးငါတို့ရက်ွက်လေးမီးမှန်အောင်လုပ်ပေးပြီလို့ရတဲ့ပုံစံကိုတကိုကြီးကောင်းစားရေးကို့အဝင်းဝိုင်းလေးကောင်းစားရေးအတွက်အခုတော့ဘာတွေဖြစ်ကုန်ကြပြီလဲအတော်မတော်တလန်း အစမတော်တလုတ်သွားပေါက်နဲ့ကောင်က ICC ICG တရခန်းပေါင်းနေတဲ့စောချစ်သူတို့အုပ်စုကကြားဖြန့်လိန်လယ်မှုကိုအဓိကကာကွယ်ပေးနေတဲ့အမေရိကန်ရဲ့အလိုရှိတရခန်းကြီးဖြစ်လာတော့ဒီတိုက်ကတော့ဒီလူတွေလှုပ်လို့မြန်မာဆိုတဲ့နာမည်ကကဘာမှာရစရာမရှိဘူးမြန်မာနိုင်ငံသားလို့ပြောလိုက်တာနဲ့ရစရာမရှိအောင်နှိမ်ခံနေရတဲ့အခြေ အဆုလိုက်အပြုံလိုက်တပ်ဖြတ်မှုဆိုတဲ့စကလုံးနဲ့မင်းအောင်လိုက်အတွေ့အဆက်ပဲကဘာမှာကြားဖြန့်ဆိုတဲ့နာမည်နဲ့ BGF မင်းအောင်လိုက်အတွေ့အဆက်ပဲကဘာနိုင်ငံရေးရှိအခင်းချင်းဟာခမရတို့အဝင်းဝိုင်းလေးမှာကိုရန်တော်တက်လေးနဲ့ယူနီဖောင်းကော့ကော့လေးဝတ်ပြီးထီးတင်ပြနေတာနဲ့အလောက်မရပါဆက်ဆောင်ချင်ပါ ဆိုတော့မြန်မာနိုင်ငံကဒီဒီနေ့ဒီအချိန် notorious နမဲဇိုးတဲ့ကမ္ဘာလေမှာကြော်ကြားတဲ့နိုင်ငံဖြစ်နေအင်မတန်စိတ်အင်မတန်ဝန်နေစရာကောင်းတယ်ပြည်သူတွေကတော့ကြားညက်နေတာပေါ့ဗျာကမ္ဘာဘိန်းထုတ်လို့မှုအများဆုံးနိုင်ငံမဒါဖီဒမစ်စေးဗျာအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြန့်ဝေတဲ့နိုင်ငံအာဖဂန်နစ္စတန်ကိုကြော်တက်သွားပြီအွန်လိုင်းငွေလေလုပ်ငန်းတွေအခြေချရာနိုင်ငံ လူကုံကူးမှုအာဓမစေခိုင်းမှုတွေအများဆုံးနိုင်ငံလူခွေချိုးဖောက်မှုလူမျိုးလုံးတပ်ဖြတ်မှုတွေနဲ့အာနာသိန်းစစ်ခေါင်းဆောင်ဆိုတဲ့စစ်တပ်ရဲ့ခေါင်းဆောင်ကိုဝရံပြည့်ပြည့်သတ်မှတ်ထားတဲ့နိုင်ငံသတ်မှတ်ခံထားတဲ့နိုင်ငံလုံခြုံမှုမရှိသောနိုင်ငံတရားဥပဒေစိုးမိုးမှုရှိသောနိုင်ငံအလုံသမားအခွင့်အရေးလစ်လူအရှုခံရသောနိုင်ငံ ILO ILO ဆိုတဲ့အလုံသမား International Labor Organization အရေးယူရတဲ့နိုင်ငံငွေမဲတွေခွာချနေတာကိုတိုက်ဖြတ်ဖို့ငွေမဲတွေခွာချနေတဲ့နိုင်ငံတိုက်ဖြတ်ဖို့လောကတာဝန်ပြက်ကွက်နေပြီးတော့ကမ္ဘာငွေကြီးဆိုင်ရာဗန်နာကြီး blacklist ဝင်နေတဲ့နိုင်ငံတော်အရသာပြည်သူတွေအကြမ်းဖက်နေတဲ့နိုင်ငံအစိုးရတရက်ကိုတနတ်ထောက်ဖန်တာပြီးမတရားအာဏာသိမ်းခံတာရဲ့နိုင်ငံ စီမဲကမ်းမဲ့တယံဇာတတူဖို့မှုတွေနဲ့တရက်တရွာတကားတပုတ်ဆန်းတပူတမင်းတတိတနန်းတချန်နန်းနဲ့အင်းဂျင်နိုင်ငံတွေကမလေးစားတော့တဲ့နိုင်ငံအချုပ်ချာအာနာဆိုတာတော့စိုးရိမ်စရာရှိနေတဲ့နိုင်ငံတာရီယာစစ်အာနာရှင်ခေါင်းကောက်60နှစ်တည်းကတိုင်းပြည်ကိုဂုံသွေးဆုပ်တိုင်းပြည်ကိုလဝတ်ကြီးအုပ်ပြီး သူတို့နဲ့လက်သင်ရာစတော်ကိုခရိုနီတတိုက်ပေါင်းစားပြီးတော့တပယ်မွေးဆီယာမွေးနဲ့နေကြဆောင်တက်ဆိုတဲ့တိုင်းသားလက်နက်ကင်တွေကိုသွေးခွဲပြီးတော့တဘူတမင်းလုတ်ခိုင်းတာချင်းရဲ့အကျိုးဆက်အဲ့တော့ထောင်လိုင်းရေးပါဆိုတဲ့ကောင်တွေကမူကြီးရာဇာတွေရဲ့လက်ကင်တုံဖြစ်နေတဲ့နိုင်ငံထိပ်ပိုင်းကောင်းဆောင်ဆိုတဲ့ဘူဂျုံကြီးဆိုတဲ့ကောင်တွေက လက်မစားဘဲနဲ့ဒီလိုနေနိုင်စရာအကြောင်းမရှိနေဘဲနဲ့လက်စားမှုကြောင့်စစ်ဘူကျုပ်တစုတိုက်ပိုင်ကားပိုင်အိုးပိုင်အိမ်ပိုင်ကုမ္ပဏီပိုင်နဲ့ပြောမပြနိုင်လောက်အောင်ချမ်းသာနေတဲ့နိုင်ငံ2008ဖွဲ့စည်းပုံအခြေခံဥပဒေပါဆိုပြီးတော့စစ်တပ်ကစေစုနီတခုအချိန်ယူဆွဲထားတဲ့ဥပဒေစစ်တပ်ဟာအစိုးရအောက်မှာမရှိပဲစစ်တပ်လုံးသမျှဟုတ်ခဲ့ပါလို့ပြောရတဲ့ဥပဒေနဲ့ နေတိုင်းရှင်သန်နေရတဲ့နိုင်ငံတဲ့ပါပြောချင်ပါလေအဲ့တော့အမေရိကန်ရဲ့အမျိုးသားအဆင့်နိုင်ငံတော်အဆင့်တရားခံတွေဖြစ်လာနေတဲ့ခင်းလန်ဒကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေနဲ့မာလာဖက်စစ်တဲ့စစ်အုပ်စုရဲ့ ကျမငင်မဲ့နေ့ရက်တွေကိုပြီးသူအများကစောင့်မျှော်နေမယ်လို့ရှုံချပြီးတော့တရားရှိသူကုသူများပါတယ်အတ္တမကိုချီးမွမ်းမှုဓမ္မအချိန်တန်ရင်တတ်တော်ဘုရုအင်အားကောင်းကောင်းနဲ့ချီတက်ပြီးအတ္တမဆိုရင်မတရားမှုတွေကိုချီးမွမ်းတဲ့အချိန်နေမကြခင်ရောက်လာပါလိမ့်မယ်ကြားဖြတ်နဲ့ပတ်သက်ပြီးအနေဆုံးယုံမှဖန် search ဖန်တို့ကို ဖန်ပြတာကစပြီးတော့တကယ်သာအစဆွေးရင်မင်းအောင်လိုက်စစ်ဘုံကျုံတွေတကောင်းမှမလုပ်ဘူးနော်ရွှေကုတ်ကိုဆိုတဲ့နေရာအခုဒီဘာမှမဖြစ်သေးတဲ့အချိန်ဒီနေရာတွေရွှေ့ပစ်ပြီးတော့မော်ဖိုးကေမှာအစ်စ်အဆောင်နေစောင့်နေတာကိုမသိဘူးများတင်ပါသလားဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်အမျိုးသားလုံခြုံရေးအရေးပေါ်အဆင့်နဲ့ ဖွဲ့စည်းလိုက်တဲ့အထူးတပ်ဖွဲ့ဟာမင်းတို့ကိုလက်တိတ်ခတ်ပြီးခေါင်းစွတ်စွတ်ခေါ်သွားတဲ့နေ့ကိုပြည်သူလူထုကစောင့်မျှော်နေမှာဖြစ်တဲ့အကြောင်းအဲ့ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ဆုတောင်းမှာကြောင်းပြောရင်ယေရှုတင်ပါတယ်